တပည့်တော်နမောတတနဲ့တရဏဂုံကို ထမင်းစားတဲ့အခါရေချိုးတဲ့အခါရေတောက်တဲ့အချိန်တိုင်းမှာရွတ်ပါတယ်ဖရာဘယ်လိုအကျိုးကျေးဇူးရပါတလဲဖရာငရေကောကြည်ပါသလားဖရာတဲ့အရှင်ဖရာတပည့်တော်ရှောက်တွင်ခွင့်ပြုပါဖရာတပည့်တော်နမောတတနဲ့တရဏဂုံကိုထမင်းစားတဲ့အခါရေချိုးတဲ့အခါ ရေတောက်တဲ့အချိန်တိုင်းမှာရွတ်ပါတယ်ဖေယားဘယ်လိုအကျိုးကျေးဇူးရပါတလဲဖေယားငရေကောကြီးပါသလားဖေယားတဲ့ငရေမကြီးပါဘူးကုသိုလ်ပဲရပါတယ်နော်နမောတသဂါထာတိဘဂဝါဂုံတော်ရဲ့အရဟံဂုံတော်ရဲ့တမ္မာတံဗုဒ္ဓဂုံတော်ရဲ့ဆိုပြီးဂုံတော်သုံးမျိုးပါဝင်တဲ့ဂါထာဖြစ်တာကြောင့်နမောတသဖရာရှိခိုးဂါထာကိုရွတ်ဆိုပူဇော်ခြင်းဟာဤဂုံတော်သုံးပါးကိုပါပွားများရှိခိုးပြီးသားဖြစ်ပါတယ်ဖရာရှင်ဤဂုံတော်များကိုပွားများရှိခိုးတဲ့ပုဂ္ဂိုလ်တွေဟာ တရားသမารိပညာကုသိုလ်တရားများတိုးပွား၍ဖျားရှင်နှင့်အတူနေရတကဲ့သို့ကောင်းကျိုးများရရှိနိုင်ကြောင်းအရှင်ဘုဒ္ဓဂေါတာ၏ဝိသုဒ္ဓိမတ်မှာဖွင့်ဆိုထားပါတယ်။နောက်ပြီးပေလွန်တဲ့အခါမှာလည်းပဲနတ်ရွာသူပတိတို့လာရောက်ရပါတယ်။ဒါဟာနမောတတဖျားရှိခိုးဂါထာကိုရွတ်ဆိုပူဇော်ခြင်းကြောင့်ရရှိလာမိကောင်းကျိုးများပဲဖြစ်ပါတယ်။တရဏဂုံစောက်တည်တဲ့အကျိုးကတော့ရှင်မျိုးရှိပါတယ်။အဲ့ဒီရှင်မျိုးကဘာတွေလဲဆိုတာကိုဦးစင်ဖတ်ပြမယ်နော်။ ၁။ဖြစ်လျာဘဝတိုင်းအများဤပူဇော်ခြင်းကိုခံရခြင်း။၂။ထက်မြက်သောဉာဏ်ပညာရှိသူဖြစ်ခြင်း။၃။အများကမိမိအလိုသို့လိုက်ပါစေရခြင်း၄။အများနှင့်မတူသောစီးစိမ်ချမ်းသာများကိုရရှိခြင်း၅။၅ဝင်းဝါဆိုသည်သောရုပ်အစင်းငါရှိခြင်း၆။အများနှစ်သက်ကြည်ညိုမှုကိုခံရခြင်း၇။နှိတ်ဆွေအပေါင်းအသင်းများ၏ချစ်ခင်မှုကိုခံရခြင်း၈။ကြော်စောထင်ရှားသောဂုဏ်သတင်းရှိခြင်းတို့ပဲဖြစ်ပါသည်။ ဒါဟာတရဏဂုံစောက်တည်ခြင်းကြောင့်ရရှိလာမိကောင်းကျိုးရှင်မျိုးပဲဖြစ်ပါတယ်။ဒါကြောင့်နမောတတယုဆိုခြင်းတရဏဂုံစောက်တည်ခြင်းဟာဘယ်အချိန်ဘယ်ကာလပဲဖြစ်ဖြစ်လောက်ကောင်းပါတယ်နော်။အာကိုမမားပါစေနဲ့။လူမာနှမျိုးနှစားရှိတယ်ဗျ။အချို့ပုံကိုယ်တွေကငငယ်လေးကကြီးနဲ့နေလာလိုက်တာကိုချင်းသီလာကလည်းမကောင်းကြီးလာတော့လည်းပဲအသက်သာကြီးတယ်ကိုချင်းသီလာကဖြူစင်မှုတန့်ရှင်းမှုမရှိတဲ့အတွက်အဲ့ဒီပုံကတံပြာသီးနဲ့တူပါတယ် ကြီးလေချင်းတွေကြီးလေချင်းတွေပေါ့တချို့ပုံကများကြတော့တရက်သီးနဲ့တူတယ်ဗျငငယ်ကလေးကကြီးနဲ့ကိုချင်းသီလကောင်းအောင်နေတယ်အသက်ကြီးလာတာနဲ့အမြကိုချင်းသီလတရားတွေကဖြူစင်တယ်သီလတွေရှိတယ်တမာတိတွေရှိတယ်အဲ့ဒီပုံကမျိုးကြတော့တရက်သီးနဲ့တူပါတယ်ကြီးလေချိုးလေကြီးလေချိုးလေပေါ့အဲ့တော့တံပြာသီးလိုလူမျိုးကြတော့မိသားစုအတိုင်းဝိုင်းကရောပတ်ဝန်းကျင်ကပါဝိုင်းပယ်ခံရတဲ့လူစားမျိုးတွေကိုပါသွားလိမ့်မယ် ။တရက်သီးလိုကိုကျင့်တရားကောင်းတဲ့ပုံပုံများကြတော့ကြီးလေချိုလေကြီးလေသီလသမားတွေကိုကျင့်တရားကောင်းတာဖြစ်တဲ့အတွက်အားလုံးကဝိုင်းဝန်းပြီးတော့ဒေစာမှုကိုခံရမှာဖြစ်ပါလေ။ဘာပဲဖြစ်ဖြစ်အားကိုမမားဖို့အရေးကြီးပါလေ။မြတ်စွာဘုရားလက်ထက်ကသာဝတိမြို့မှာအတိမကြီးတယောက်ရှိပါလေ။ငငယ်ကလေးကအိမ်အောင်ကြလာလိုက်တာယောက်ျားအိမ်ကိုလိုက်ပြီးတော့မှအမေရပါတယ်။ယောက်ျားဘက်ကလည်းတတိမျိုးယူ အဲ့ဒီအမျိုးသမီးဘက်ကလည်းပဲတထင်းမျိုးရိုးဆိုတော့နှစ်ယောက်လုံးကအမတန်ကိုပစ္စည်းဥစ္စာတွေချမ်းသာကြွယ်ဝကြပါတယ်။အဲ့ဒီအမျိုးသမီးဟာမွေးဖွားလိုက်တဲ့ကလေးကသားသမီးကသားက9ယောက်၊သမီးက9ယောက်မွေးဖွားလိုက်ပါတယ်။ဒါကြောင့်မို့သားတွေသမီးတွေများတဲ့ပုံကိုမို့လို့သူ့ကိုဘ ਹੁ ပုတ်တိကသောနာထီတီလို့သားသမီးလည်းများတယ်ပစ္စည်းဥစ္စာတွေလည်းပေါ်တယ်ဆိုတော့မြန်မာလိုပြောရမယ်ဆိုရင်တော့ဒေါ်ပေါ်ကြွယ်ပေါ့ အဲ့တော့အဲ့ဒီတော့ပေါ်ကျွဲကြီးကိုသူ့ရဲ့ငွေချင်းတွေမိတ်ဆွေတွေခေါ်ကြတယ်အဲဒါနာပြုဖို့ခေါ်တယ်ဒါနာပြုဖို့ခေါ်တဲ့အခါမှာသူကညင်းတယ်ဒါနာဆိုတာကွာမရှိတဲ့သူတွေဆင်းရဲတဲ့သူတွေကရှိခြင်းလို့ချမ်းသာခြင်းလို့လူကြတာတဲ့ငါတို့မှာဘာမှပြည့်ပြည့်စုံစုံလိုလေသေးမရှိအောင်နေရတယ်ဒါကြောင့်မို့ဒါနာဆိုတာငါတို့အတွက်မလိုအပ်ဘူးဆိုပြီးတော့ညင်းလို့ပါတယ် ဗီလာဆောက်တည်ဖို့ပြောပြန်ကြပြောပြန်တော့လည်းပဲဥပုပ်ဆောက်တည်ဖို့ပြောပြန်တော့လည်းပဲဥပုပ်ဆောက်တည်တယ်ဆိုတာဒီကုသိုလ်လိုတဲ့ပုံပုံတွေပဲလောက်ကြတာတဲ့ငါတို့မှာအကုသိုလ်မှလည်းပဲမရှိဘူးပြီးကြတော့အားလည်းမအားဘူးဆိုပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့ကိုလည်းပဲညံလို့လိုက်ပါတယ်နောက်ပြီးကြတော့တရားအထုတ်ဖို့ခေါ်တဲ့ခါမှာလည်းပဲတရားအထုတ်တယ်ဆိုတာကတဲ့စိတ်အားငယ်တဲ့ပုံပုံတွေတရားအထုတ်တာတဲ့စိတ်အားငယ်တဲ့သူတွေစိတ်ဆင်းရဲတဲ့သူတွေအထုတ်ကြငါတို့မှာဘာမှ ပြည်ပြည်စုံစုံလိုလေသေးမရှိသားတွေနဲ့သမီးတွေနဲ့ဟောပစ္စည်းဥစ္စာတွေနဲ့ပြည်ပြည်စုံစုံနေရတာဖြစ်တဲ့အတွက်တရားအထုတ်ဖို့မလိုဘူးငါတို့ကစိတ်ချမ်းသာပြီသားလို့ဒီလိုပြန်ပြီးတော့ပြောပါတယ်အဲ့တော့ဒီနေ့မှမမျောလင့်ပဲနဲ့အာသာသမီးတွေနဲ့ဇနီးမယားတွေနဲ့ပစ္စည်းဥစ္စာတွေနဲ့ပြည်ပြည်စုံစုံနေလာတဲ့ဒီတော်ပေါ်ကျွေအမျိုးသမီးကြီးဟာသူ့ရဲ့လင်သားကလည်းပဲယောဂတစ်ခုနဲ့ပျက်စီးကွယ်လွန်သွားပါတယ် အဲသူ့ရဲ့လင်သားပျက်စီးသွားတော့တာသမီတွေကလည်းအရွယ်ရောက်လာတဲ့အခါမှာအလုံးကဝိုင်းပြီးတော့မှအမွေတောင်းကြပါလေအမွေပေးပါကျွန်တော်တို့ရတင်ရထိုက်တဲ့အမွေကိုပေးပါအမေလည်းပဲကျွန်တော်တို့အိမ်ကိုလိုက်နေပါလို့ပြောတော့အဲ့ဒီမှာတာသမီယုံနဲ့ဒီဒေါ်ပေါ်ကျွေကြီးကအကုန်လုံးပစ္စည်းဥစ္စာတွေကိုခွဲပေးလိုက်ပါလေခွဲပေးလိုက်တဲ့အခါကျတော့သားတွေတမီးတွေအိမ်ကိုလိုက်နေပါလေဘလို့မှအဆင်မပြေပါဘူးဒီအမေအိုကြီးဟာ အဲသူ့မှာညစ်စရာပစ္စည်းဥစ္စာတွေဘာမှမရှိတော့တဲ့အတွက်ဘယ်သူမှမကြွေးကြတော့ဘူးဘယ်သူမှလည်းပဲသူ့ကိုအိမ်ပေါ်မှာခေါ်မထားကြတော့ဘူးဒါကြောင့်မို့ဖိမတွေကအဲရန်တွေ့တယ်တမက်တွေကလည်းပဲချိန်မောင်းတယ်မနေနိုင်အောင်အိမ်ဘောကနေနင်ချတဲ့အဆင်တိကိုရောက်သွားပါတယ်ဒီနေရာမှာစဉ်းစားရမှာတကူကအာကိုမားခဲ့တာပေါ့ငါမှာတားတွေတမီးတွေเนาะအချံရံပြိတ္တတွေရှိတယ် ပစ္စည်းဥစ္စာတွေအများကြီးရှိတယ်။ဘာမှလုပ်เสียရမလို့ဘာကုသိုလ်ကောင်းမှုမှလုပ်เสียရမလို့ဘူးဘာအကျင့်သီလမှစောင့်ကြည့်เสียရမလို့ဘူးဘာတရားမှအားထုတ်เสียရမလို့ဘူးလို့ပြောခဲ့တဲ့ဒီတော်ပေါ်ကျွေအာကိုမာခဲ့တာပေါ့အခုတော့သာသမီတွေကလည်းပဲသူ့ကိုပြစ်ထားကြပြီပဝန်းကျင်ကလည်းပဲသူ့ကိုဝိုင်းပယ်ထားကြတဲ့အနေထားမှာမလုပ်ရရင်ကောင်းမလဲဆိုတော့ဒီမြတ်စွာဘုရားရဲ့တရားတွေကလည်းစိတ်အားငယ်တဲ့ပုံကိုယ်တွေစိတ်အားရှိလက်အောင် စိတ်ဓာတ်ကျနေတဲ့ပုံကိုစိတ်ဓာတ်တွေတက်လာအောင်လုပ်ပေးနိုင်တယ်အဲ့တော့မထူးတော့ဘူးဗိက္ခူနေဝတ်တာပဲကောင်းတယ်ဆိုပြီးဗိက္ခူနေဝတ်ပါတယ်အသက်ကြီးမှဗိက္ခူနေဝတ်လာတဲ့ဒီသောနာထေဒီအမျိုးသမီးကြီးဟာညနေစောင်းလာမှစပါးလမ်းနဲ့ပုံကိုလိုပဲနာနာမွေပေးရတယ်လို့ပဲခုသူလည်းပဲအသက်ကြီးမှဝတ်လာတဲ့ဗိက္ခူနေမကြီးဆိုတော့သူများတွေလိုတရားကိုလွယ်လွယ်နဲ့မရနိုင်ပါဘူးဝိရိယကိုအပြင်းအထန်စူးစမ်းအားထုတ်ရပါတယ်။အားကြောင့်မို့ အရာရာဝိရိယဆိုတဲ့ဣတရတဲ့ဘွဲကိုမြတ်စွာဘုရားကပေးတော်မူခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ပြောချင်တာကတော့ဒေသနာထီထီကြီးဟာပစ္စည်းဥစ္စာတွေပြည်ပြည်စုံစုံနေခဲ့ရတဲ့အချိန်တုန်းကသာသမီအချံယံပြိတ္တတွေပြည်ပြည်စုံစုံနေခဲ့ရတဲ့အချိန်တုန်းကဘုရားတရားတန်ခါယရနာသုံးပါးကိုမေ့နေတယ်၊ကုသိုလ်ကောင်းမှုတွေကိုပြုဖို့မေ့နေတယ်။ဒီစီစဉ်ဥစ္စာတွေဒီသာသမီတွေကအာကိုရာလို့ထင်ခဲ့ပါတယ်။အမှန်ကတော့ဒါတွေကအာကိုရာမဟုတ်ပါဘူး။အဲကြောင့်မို့ အသက်တိတ်ခါကြီးစရာ လူမနှမျိုးရှိတဲ့အသက်ကြီးုံအားမစုံအကုံကြောက်ရဤအတိမကြွယ်အကျင့်ွယ်အိုပယ်ဖြစ်သွားဤအကျင့်တိတ်ခါကြီးမသာထေဝခံကြဤတဲ့တရားအပြည့်ဝအယိယမုတ်ချချမ်းသာမည်တဲ့အသက်တိတ်ခါကြီးစရာလူမနှမျိုးပဲရှိပါတယ်အသက်ကြီးမလားတိတ်ခါကြီးမလားနှမျိုးရှိပါတယ်အသက်ကြီးအောင်အာမစုံအသက်ကြီးလာတဲ့အခါမှာအာအင်တွေချိနေလာတဲ့အတွက်အကုန်လုံးကိုကြောက်ရတတ်ပါတယ်။ အတိမကျွဲအကျင့်ကွယ်ဥပယ်ဖြစ်သွား၏အသက်ကြီးလာတာနဲ့အမြအတိတရားတွေလည်းမရှိဘူးကိုကျင့်တရားတွေလည်းမရှိဘူးဆိုရင်အဲ့ဒီပုံကမျိုးကဥပယ်ဘဝကိုရောက်သွားတတ်ပါလေအကျင့်သိက္ခာကြီးမားတာထေဝါခညာ၏အကျင့်တွေသိက္ခာတွေသီလတွေကိုကျင့်တရားတွေအကောင်းတဲ့ပုံကကပုံကများကြတော့အသက်ကြီးလေထေဝါခညာလေလူအလေးစားခံရလေဖြစ်တတ်ပါလေ ဒါကြောင့်မို့တရားပြေဝအယိတ်ရအမုတ်ချချမ်းသာဤတဲ့အာကိုမမားဖို့အရေးကြီးပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာကြပါစေခင်ဗျာ